မနေ့ကတော့ကျွန်တော်တို့ KNU KNL နဲ့ PDF အမိကန်အကြမ်းဖက်တောင်းရန်သူတွေယာယီထိန်းချုပ်ထားတဲ့ဒီကီကောဒေတာရှုခင်းတာနဲ့ဆွဲတော်ကုန်းစခန်းပြန်လည်သိမ့်ပတ်ရရှိရာနဲ့ကျွန်တော် KK ပတ်မှာတရားမဝင်လုပ်ငန်းများ မရှိစေရည်နေနေစုံမွေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့တရင်ကိုထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးဒီနေ့မှလည်းမီဒီယာများရဲ့ ဒီကေကေပတ်နဲ့ပတ်သက်ပြီးမိကိုများမိများလာတာရှိပါတယ်။ဒါတွေကိုတပေါင်းတစည်းတည်းကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။ပထမဆုံးတော့ကေကေပတ်ရဲ့တမိုင်းကြောင်းနဲ့ကေကေပတ်ဖြစ်လာတဲ့ကိစ္စတွေပြောပြလိုက်ရင်အားလုံးရှင်းလင်းသွားမှာဖြစ်ပါတယ်။ကေကေပတ်ဆိုတော့မြဝတီမြို့တောင်ဘက်မေထော်တလေးကြီးရွာနီထိုင်းမြန်မာနယ်စပ်တောင်ရင်မြကံပေးမှာရှိပြီး KNU တပ်မဟာ6ရဲ့လှုပ်ရှားနေပြီမှာ ရှိလာဖြစ်ပါတယ်။ PGF ကရွှေကုတ်ကိုမြို့သိစီမံကိန်းဆိုတော့မြောက်ပြည်မြို့ရဲ့ကျွန်တော်တို့မြောက်ဖက်မှာရှိတာပဲဖြစ်ပါတယ်။ KGP မြို့သိစီမံကိန်းရဲ့အနောက်ဘက်မှာတော့လီကီကောမြို့သိရှိပါတယ်။အဲ့မှာတော့တာငင်းငယ်ကျိုးပန်းမှုအထိမ်းအမှတ်ဖြစ်ကင်းပြည်နယ်စိုးရဖွဲ့ဝင်ကြီးချုပ်တဲ့ KNU ရခင်ဥက္ကဋ္ဌ စောမှုသူစေဖို့တော်ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့2015ခုနှစ်ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်ဒီနောက်ပိုင်းမှာ KNU များဝင်ရောက်သိမ်းပိုက်ပြီးနေဒန်ကိုနှင်ထုတ်ပြီး KNU PDF အဖွဲ့တွေနဲ့သူတို့အဖွဲ့အထောက်အကူပြုအဖွဲ့တွေပဲနေနေတာဖြစ်ပါတယ်ကေကေဘတ်ချီမန်ငင်းကိုလှုပ်ဆောင်ဖို့အတွက် KNU ရဲ့မူလဤအလင်းဆိုတဲ့ကုမ္ပဏီနဲ့ထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီတစ်ခုတို့ ကနဦးလောက်ွက်အတွက်လုပ်ငန်းညီငါရန်ကသဘောတူညီမှုကို2020ခုနှစ်ဖေဖော်ဝါရီ18ရက်နေ့မှာစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။အဲ့သဘောတူစာချုပ်ရဲ့ညီငါပေးသူတိတက်တင်ညာမှာဦးလေးအရင်ဘက်ကလက်ရှိ KNU ဥက္ကဋ္ဌဖရိုးစောကောထူဝင်းက KNU ဗန္ဓာရေးကော်မတီဘူအနေနဲ့လက်မှတ်ရေးထိုးထားပြီးတခင် KNU ကကွယ်ရေးဌာနတာဝန်ခံပုံမူကြီး စောရောဂျာခင်ကလည်း KMU ဘန်နာရေးကော်မတီဘိုအနေနဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်။စာချုပ်မှာ9ရန်ထုတ်တဲ့မြေစုစုပေါင်းဧက100ခန်းကို နှစ်ပေါင်း35ရန်ဖို့သဘောတူထားကြတာကိုလည်းတွေ့ရပါတယ်။ဒီစာချုပ်တွေဟာအခိုင်အမာ ရှိနေတဲ့စာချုပ်တွေဖြစ်ပါတယ်။စာချုပ်ကအချက်လက်တွေအရဆိုရင်တေဧကကိုတစ်နှစ်ပတ်35000လုံးနဲ့မြေတရားဧကအတွက်တစ်နှစ်လျင်ပတ်3000ခွဲဖြစ်ပြီး6လတစ်စီး ပေးချေပါမယ်လို့ကတိပြုထားတာဖြစ်ပါတယ်။ဒါပြင်ဧက30အတွက် လုံခြုံရေးစောင့်ရှောက်ခအဖြစ် KNU အတွက်တလဘာနာပင်သတ်မှတ်ထားပြီးစီမံကိန်းဧရိယာကျယ်ဝန်းလာတဲ့နေရာလုံခြုံရေးစိတ်တိုးမြင့်ပေးမယ်လို့လည်းအိုက်စာချုပ်မှာကတိပြုခဲ့တာတွေ့ရပါတယ်။၂022ခုနှစ်မေလထဲမှာ KNU နဲ့ Sun Asa International Holding Group ကြားမှာစာချုပ်ထပ်ချုပ်တာမှာတော့မူလရေးအလင်းကုမ္ပဏီမုတ်တော်ပဲနဲ့ KNU ကဗိုလ်မှူးချုပ် အစင်းစီတဲ့ Sony Million ဦးစီးတဲ့ Trustar Company နဲ့စာချုပ်ပြောင်းတဲ့ချုပ်ဆိုခဲ့တာတွေ့ရတယ်။ဒီပရင်းနှီးမြုံနှံတွေပြဲမှာတော့ဒါရခိုင်ကော်မတီတစ်ခုနဲ့ကမ္ဘောဒီးယားနိုင်ငံတီဟာနုဘီစီဝါရီအတင်းတို့ပူးပေါင်းပါဝင်တာကိုလည်းဖော်ထုတ်သိရှိရပါတယ်။ဒီတီဟာနုဘီဆိုတဲ့ကမ္ဘောဒီးယားနိုင်ငံကကာစီနိုမြို့တော်ဖြစ်ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က online လောင်းကစားလုပ်ငန်းတွေအရေးယူတော့မယ်ဆိုပြီး2019ခုနှစ်ဩဂုတ်လ16ရက်နေ့မှာကြော်ညာလိုက်တဲ့နောက်ပိုင်းမှာဒီ online လောင်းကစားလုပ်ငန်းတွေဟာမြန်မာနဲ့ဖိလစ်ပိုင်ဘက်ကိုကျောင်းရွှေ့လာတယ်လို့လည်းသတင်းသိရှိရပါတယ်။အဲဒီသတင်းအဖြစ်လက်တွေ့ကိုကြည့်ရင် KK Bus စီမံကိန်းဆိုတာ KNU ကခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေတယ်ဆိုတာထင်ရှားတာတွေ့ရပါတယ်။ငွေကြေးရယူလို့မှုတစ်ခုနဲ့နိုင်ငံတော်ပိုင်မျိုးကိုဥပဒေမဲ့စွာအလွဲသုံးစားလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမနေ့ကသတင်းမှလည်းကျွန်တော်ထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီး ဒီနေရာနဲ့ပတ်သက်ပြီးခွင့်ပြုထားတာတော့လှုပ်ဆောင်ထားတာတော့တည်ဝင်တခုမှမရှိကြောင်းတွေ့ရပါတယ်။နောက်ပြီးတော့အဲ့မြေပေါ်မှာလှုပ်ဆောင်နေတဲ့လောင်စားလုပ်ငန်းတွေကိုလည်းအခါကျင်းငွေယူပြီးကြီးစားကာကွယ်မှုများလှုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ဒီလုံငန်းရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေကျူးလွန်နေတာဖြစ်ပါတယ်။အွန်လိုင်းလောင်စားလုပ်ငန်းတွေကိုကာကွယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတကာအပေါ်မှာရာဇဝတ်မှုတွေကျူးလွန်အောင်လှုပ်ဆောင်ပေးနေတဲ့အခွင့်အရေးပဲဖြစ်ပါတယ်။ဒါပတ်စံသာရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးကြောင်းစားဖို့ဝင်မလေးတဲ့ကြီးစားအကြမ်းတက်သမားတွေဖြစ်တဲ့ PNU ဖွဲ့ကိုနိုင်ငံတကာနဲ့တိုင်းသာပြည်ပပြည်သူတရားလုံးကဘိုင်းဝင်းဆိုင်ကြကြဖို့လူကြောင်းပြောကြလိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။လေကေကိုဆွဲတော်ကုန်းနဲ့ရှုခင်းတာကိုအစိုးရတက်ပြန်ထိန်ချုပ်ပြီးကေကေဘက်ကလည်းစီးမင်းဝင်ရောက် ထိုင်းမြန်မာနယ်စပ်မြောက်ဝတီမြို့နယ်ရှိစစ်ရေးအရာအချက်ချာကြားတဲ့၄ကီကော်မြူတီဆွေတော်ကုန်းစခန်းနဲ့ရှုခင်းတာစခန်းကိုအစိုးရတပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီး KK ဘက်ကလည်းစီးနင်းဝင်ရောက်ခဲ့တယ်လို့မနေ့အောက်တိုဘာ16ရက်ကသတင်းထုတ်ပြန်ထားပါတယ် အစိုးရတက်ဟာ 6K ကော်မြူတင်နဲ့ဆွဲတော့ကုန်းပြူဟာကုန်းစခန်းကိုပြန်လည်ရယူနိုင်ဖို့ပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့မှစတင်ကထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီးနှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်အောက်တိုဘာ18ရက်နေ့မှာရှုခင်းလာစခန်းကိုတင်ပိုက်ခဲ့ပြီးမနေ့အောက်တိုဘာ19ရက်နေ့မှာတော့ point 1098ဆွဲတော့ကုန်းစခန်းကိုတင်ပိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ ရှမ်းမြောက်ကိုအာယုံရောက်နေကြတဲ့အချိန်မှာတောင်ပိုင်းဒေသမှာလည်းအစိုးရတပ်ကမြောက်ရီအတွက်အဓိကကြားတဲ့စစ်ခန်းကုန်းတွေဖြစ်တဲ့လက်ခတ်တောင်ဆွဲတော်ကုန်းလေးကီကော်ရှုခင်းတာတွေကိုပြန်ထိန်ချုပ်သွားနိုင်တာတွေ့ရတယ်။မနေ့ကလေးကီကော်ကိုတပ်ကပြန်သိမ်းတဲ့ဆက်တိုက်ပဲလေးကီကော်နာကကြားဖြန့်ကိုင်းအဆောက်အုံကိုပါဝင်သိမ်းဖြစ်တဲ့တိုက်ပွဲတစ်လျှောက်မှာအစိုးရတပ်ဘက်ကလေကြောင်း drone တုံးပြီးအပြင်းထန်တိုက်ခိုက်ခဲ့တာတွေ့ရတယ်။ဒါကြောင့်လက်နက်ကင်တပ်တွေဘက်ကနောက်ဆုတ်ပြေးလိုက်ရတဲ့အခြေအနေမျိုးဖြစ်သွား အားရပါလို့စည်ရေးတရင်ရင်မြစ်တယောက်ကပြောပါတယ်။အစိုးရရဲ့ထုတ်ပြန်ချက်မှာအပြင်ထိုင်းမြန်မာနယ်စပ်အနီးရှိမဲထော်တလေ KK ဘက်ကလည်းဝင်ရောက်စီးနှင်းခဲ့တယ်လို့ဖော်ပြထားပြီးအဲ့ဒီလိုစီးနှင်းခဲ့ပေမဲ့ KK ဘက်အတွင်းမှာထူးခြားတဲ့လက္ခဏာတွေမတွေ့ရှိရဘဲ Starlink Starlink အစုံ30နဲ့ဆက်ဆက်ပစ္စည်းတွေကိုသာတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။ ဒါအပြင် KK ဘတ်အတွင်းအလုတ္တမအမျိုးသား1645ယောက်အမျိုးသမီး455ယောက်အမျိုးသားလုံခြုံရေး98ယောက်စုစုပေါင်းလူအယောက်2000ကျော်ကို တွေ့ရှိခဲ့ရတယ်လို့လည်းဆိုပါတယ်။